ပြီးခဲ့တဲ့အပိုင်းမှာဗိုင်နိုးဖောက်ထွင်းခဲ့တဲ့အိမ်ကအထက်မြို့တော်ကတသက်ဆက်သိပ္ပံပညာရှင်ဂျေးစီဆန်သက်ခံဖြစ်နေခဲ့ပါတယ်။ဘန်ဆိုစီကပစ္စည်းယူပြီးပြန်လာတဲ့ဂျေးစ်ကအိမ်ထဲကိုဝင်ပူတော့ဖွင့်လိုက်ပြီးမဲ့ဖွင့်ပြရဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်ပေါင်တာလွတ်ကျသွားတဲ့ကြောက်တုံးကပောက်ကွဲသွားတာကြောင့်ဂျေးစ်လက်ထန်ရရပြီးမေ့လဲသွားခဲ့ပါတယ်။မေ့လဲနေတဲ့အချိန်ငငယ်တုံးကအမေနဲ့အတူပြင်းထန်တဲ့နှင်းမုန်တိုင်းကိုဖြတ်တန်းနေရတဲ့အချိန်ကိုအိမ်မက်မက်နေခဲ့ပါတယ်။အေးလွန်းတာကြောင့်အမေဖြစ်သူကဆက်မသွားနိုင်တော့တဲ့အချိန်တောင်ဝေးကင်ထားတဲ့လူတစ်ယောက်ကအပြာရန်ကြောက်တုံးတစ်ခုကိုခြင်ပြီးဂျေးစ်နှစ်ယောက်စလုံးကိုမော့ပညာနဲ့တယ်လီပို့လုပ်ပြီးကဲထုတ်ပေးခဲ့ပါတယ်။အဲ့ဒီသူ ူးဆန်းတဲ့လူကထွက်မသွားခင်အပြာရောင်ကြောက်တုံးအကျွင်းကျန်လေးကို Jace ကိုပေးသွားခဲ့ပါတယ်။ Jace ရဲ့အိမ်မှာတားမြစ်ထားတဲ့ပစ္စည်းများစုကိုတွေ့လိုက်ရတာကြောင့်ပောက်ကွဲမှုအကြောင်းကိုလာစုံစမ်းနေတဲ့ Enforcer Grayson က Jace ကိုမေးခွန်းထုတ်နေခဲ့ပါတယ်။ Academy ဌာနမှူးကလည်း NYL ရှိတဲ့ပစ္စည်းတွေအားလုံးကိုဖယ်ရှားပစ်ဖို့ Laptop Victor ကိုပါလွှတ်လိုက်ပါတယ်။တားမြစ်ထားတဲ့ပစ္စည်းတွေကြောင့် Jace လည်းအဖမ်းခံလိုက်ရပါတယ်။ထောင်ထဲမှာ Professor Heimerdin ကက Jace ကိုဗာဆန်သက်မှုတွေလုပ်ခဲ့လို့အဖမ်းခံရလဲဆိုတာကိုမေးနေခဲ့ပါတယ်။ Jace ကသိပ္ပံပညာနဲ့မှော့ပညာကိုထိန်းချုပ်တဲ့အာကိန်းနီးပညာကိုလုံဆောင်နေခဲ့တာဖြစ်ပါတယ်။အာကိန်းအတက်ဆိုတာအရန် ်ကိုအန္တရာယ်များသလိုတဘာဝကပေးစွမ်းထားတဲ့အရာကိုသိပ္ပံပညာနဲ့ထိန်းချုပ်ဖို့မဖြစ်နိုင်တာကြောင့်ရက်လိုက်ဖို့ကိုပရော်ဖက်ဆာကပြောပါရယ်။ကောင်စီကစစ်မေးတဲ့အခါမော်ပညာအကြောင်းကလွယ်ပြီးကျန်တာတွေအလုံးကိုဝန်ခံခိုင်းလိုက်ပါရယ်။မော်ပညာအကြောင်းကိုဗဇက်လေးနည်းနည်းဟမိတာနဲ့ငွေလက်ကောက်လှလှလေးနဲ့တန်းဝင်သွားရမှာဖြစ်ကြောင်းကိုပါသတိပေးသွားခဲ့ပါရယ်။ဂျေးဆက်သူတေသနာအတွက်ထောက်ပံ့သူတွေဖြစ်တဲ့ခီရာမန်မီသားစုကဂျေးဆက်တရခွင်မှာဘာမှထွက်ဆိုချက်မပေးဖို့ပြင်ဆင်နေပါရယ်။ဒါပေမဲ့တမီးဖြစ်သူခေတ်လင်ကပေါက်ကွဲမှုဟာဂျေးစ်နဲ့ဘာမှမဆိုင်ကြောင်းဝင်ပြောခဲ့ပါရယ်။ကောင်စီကဂျေးစ်ကိုပီလ်ဒိုဘိုင်ရဲ့မြို့သူမြို့သားတွေကိုထိ ိုက်စီမှုနဲ့တရားမဝင်စမ်းသပ်မှုတွေကြောင့်တရားစီရင်နေခဲ့ပါတယ်ထရက်ဆိုချက်တောင်းတဲ့အခါဂျေးစ်ကလှုပ်ခဲတာတွေအားလုံးကိုတောင်းပန်ပြီးအကယ်ဒမီရဲ့ခွင့်လွှတ်မှုကိုတောင်းခံလိုက်ပါတယ်ဒါပေမဲ့ကောင်းစီဝင်နေရဲ့စကားကဂျေးစ်ကိုစွာပေးနေတယ်လို့ဖြစ်နေတာမှုမခံနိုင်တဲ့အဆုံးအာကိန်းမော်ပညာကိုဖန်တီးဖို့လှုံ့ဆော်နေတာဖြစ်ကြောင်းပြောလိုက်လို့ကောင်းစီဝင်နေလဲအံ့ဩသွားခဲ့ပါတယ်အာကိန်းကိုသာဖန်တီးနိုင်ခဲ့ရင်ပီလ်တိုဘာကိုပို့ပြီးတိုးတက်စီမှာဖြစ်ကြောင်းဂျေးစ်ကပြောပါတယ်ဒါပေမဲ့ကောင်းစီကအာကိန်းဆိုတာမွေးကလေးကပါလာတဲ့ပညာရဲ့တစ်ခုဖြစ်ပြီးဖန်တီးဖို့ဆိုတာမလွယ်ကူကြောင်းကိုပြောနေပါတယ်မကောင်းတဲ့လူရဲ့လက်ထဲကိုရောက်သွားရင်ပျက်စီးမှုတွေဆုံး ရှုံးမှုတွေဖြစ်စေတာကို professor ကအချိန်နဲ့အမျှမြင်ခဲ့ပြီးပြီဖြစ်ပါတယ်။ Jace ကိုစာနာထောက်ထားတဲ့အနေနဲ့နေနေတံပေးရမယ့်အစား academy ကနေပဲကြောင်းထုတ်ဖို့စီရင်လိုက်ပါတယ်။ Jace ကအမေဖြစ်သူကမကူညီနိုင်ရင်ကူညီနိုင်မဲ့လူတယောက်ကိုရှာမယ်လို့ပြောပြီးအိမ်ကနေထွက်လာခဲ့ပါတယ်။ Jace ကိုထောက်ပံ့ပေးနေတဲ့ Kira Mammy သားစုကလည်းသူတို့နာမည်ကိုထိမှာဆိုလို့ Jace ကိုထွက်မတွေ့ဖြစ်နေပါတယ်။တစ်ဖက်မှာ Marcus နဲ့ Enforcer တွေကပောက်ကွဲမှုအတွက်အောက်မြို့တော်မှာလာဆောင်ဆိုင်ရင် Vino အဖွဲ့ကိုတွေ့သွားခဲ့ပါတယ်။ Echo ရဲ့အကူအညီနဲ့ Vino လည်းလွတ်လာခဲ့ပါတယ်။အထက်မြို့တော်ကလူတွေပြဿနာလာရှာတာကြောင့်အောက်မြို့တော်ကလူ ူတွေကပြန်တိုက်ခိုက်မြတကယ်ကြီးဖြစ်နေလို့ဗန်ဒါလည်းတားထားရပါတယ်။ဆာဗေကဥဆောင်တဲ့လူတွေကပြန်တိုက်ခိုက်ချင်ပေမဲ့ဗန်ဒါကငြင်းငြင်းကြမ်းကြမ်းပဲပြီးသွားစေချင်နေပါတယ်။ဗန်ဒါရဲ့ပုံမှန်မဟုတ်တဲ့အပြုမူတွေကြောင့်ဗိုင်လည်းဘာဖြစ်ထားလဲဆိုတာကိုသိချင်နေပါတယ်။အဲ့အချိန်အက်ကူကဗန်ဒါနဲ့အန်ဖူစာတွေအပေးယူလှုပ်ထားတဲ့အကြောင်းကိုဗိုင်တို့ကိုပြောပြလိုက်ပါတယ်။အထက်ကလူတွေနဲ့အပေးယူလှုပ်ထားတဲ့လူကဗန်ဒါနဲ့မဟုတ်ပဲလူပြက်လက်တဲ့လမ်းတစ်ခုမှာအမာယွန်းတဲ့လူကဗိုင်တို့အကြောင်းကိုမာကတ်စ်နဲ့အပေးယူလုပ်နေခဲ့ပါတယ်။အပေးယူလုပ်ပြီးတဲ့နောက်အမာယွန်းတဲ့လူကတကယ်စွမ်းအားဆိုတာပါရမီနဲ့မွေးလာတဲ့လူညံကောင်းတဲ့လူတွေစီ ီကိုရောက်လာတာမဟုတ်ပဲအဲ့ဒီစွမ်းအားကိုရအောင်ယူနိုင်တဲ့သူစီကိုပဲလာချောင်းကိုဓက်ကကိုပြောပြနေပါတယ်ဓက်ကကခင်းအောင်ဇေးရီကိုမတွန်းမဆုတ်တောက်လိုက်တဲ့အချိန်မျက်လုံးကခင်းအောင်ပြောင်းသွားပြီးတကူလုံးခင်းအောင်သွေးကြောတွေနဲ့ဖုံးလွှမ်းသွားခဲ့ပါတယ်အမာရွန်းနဲ့လူပေးလိုက်တဲ့တရင်ကြောင့် Marcus နဲ့ Enforcer တွေက Vander ရဲ့ဘားစီကိုရောက်လာခဲ့ပါတယ်အလင်းအမြန်မဲ့ Vander က Vino ကိုပုံဖို့အချက်ပြလိုက်ပါတယ် Enforcer တွေထွက်သွားတော့ Vine ကသူတို့တွေတသက်လုံးပြေးနေလို့မရတာကြောင့်ပြန်တိုက်ခိုက်ဖို့ကို Vander ကိုပြောပါတယ် Vander ကစစ်ပွဲဖြစ်တဲ့တရားစီကိုခေါ်ဆောင်လာပြီး Vine ကိုစစ်ပွဲဆိုတာနှစ်ဖက်စလုံးမှာဆုံးရှုံးမှုတွေရှိစမြဲမှု ဘသူမှမနိုင်နိုင်ကြောင်းပြောပြနေပါတယ်အန်ဖူစာတွေပြန်ရောက်လာရင်ကြည်ပြီးဖြေရှင်းပေးမှာမို့စိတ်မပူဖို့ကိုပြောနေပါတယ်ပေါက်ကွဲမှုဖြစ်ထားတဲ့အိမ်စုံမှာဂျေးစ်ကခုံချဖို့စိတ်ဆုံးဖြတ်နေချိန်ဗစ်ကတာကဂျေးစ်ရဲ့နီးပညာကိုစိတ်ဝင်စားတဲ့အကြောင်းအောက်မြို့တော်မှာသူ့တေသနာဆက်လုပ်ဖို့ကမ်းလှမ်းလာခဲ့ပါတယ်ဖိုင်ကပေါက်တာကိုသူများနဲ့မတူတာတွေကပဲကိုယ့်ကိုပုံပြီးတန်မာလာစီမှာဖြစ်ကြောင်းကိုပြောခဲ့ပါတယ်အဲ့ဒီအချိန်အန်ဖူစာဂရိတ်ဆန်စီကိုဗန်ဒါရဲ့စာလေးရောက်လာတဲ့အကြောင်းအောက်မြို့တော်ကလူတယောက်ကိုထည့်ပေးဖို့အဆင်သင့်ဖြစ်နေပြီဆိုတာကိုသိလိုက်ရပါတယ်